ဒေါ်လာ28သန်းတန် project စီက crypto ရယူမယ်။ဒီ crypto တွေကို finance ရဲ့ secure တွင်မြောက်ဟုတော့ airdrop ကနေပြီးရနိုင်ပါတယ်။ Simple အနေနဲ့ crypto stake ယူနိုင်ရမှာဖြစ်ပြီးတော့ဘယ်လိုရအောင်လုပ်ရမလဲနဲ့ project အကြောင်းပြောရင်းနဲ့အလားအလာရှိတာဆိုတာတွေကိုဆွေးနွေးရအောင်ပါ။ ဘိုင်းနက်ဆိုတာမှာပါဝင်နေတဲ့အခြေအကန့်အသက် PMB ကို simple and ရဲ့ flexible ဘက်တောင်းမဟုတ်လို့ဒါမှမဟုတ်ရင် unchain yield product မှာလည်း25ခုနဲ့ April 25ရက်နေ့ညနေ9:00ခွဲညမစံရချိန်ကနေ PR 25 April 20ညနေ9:00ခွဲညမစံတော်ချိန်အတွင်းမှာ subscription လုပ်ပြီးအစည်းအဝေးထားရတဲ့သူဆိုလို့ရှိရင် sign airdrop ကနေပြီးတော့ sign token နဲ့ကြွေးရမှာဖြစ်ပါတယ်။ဒါဆိုရင် blue လောက်အောင်လဲဆိုတာကိုဖျက်ဖျက်ပေးချင်ပါတယ်။နံပါတ်1ကတော့ minus account ရှိရပါမယ်။ minus မှာ account ဖွင့်ပြီးတော့ KYC လုပ်ထိုင်ရပါမယ်။ အကမရှိသေးဘူးဆိုလို့ရှိရင်တော့ crypto maker referral ကိုပို့သွင်းပြီးတော့ဖွင့်ပြလို့ရပါတယ်။ဒီလပုံအထိကို KYC အောင်နာနဲ့3ဒေါ်လာလက်ဆိုင်ရမှာဖြစ်ပြီးတော့25ဒေါ်လာပို့ trader နဲ့နောက်ထပ်3ဒေါ်လာထည့်ရမှာဖြစ်ပါတယ်။သူရောချိန်ရောအကန့်အသတ်ရှိရာဖြစ်တဲ့တခြားမလို့မြန်မြန်လေးအကောင့်ဖွင့်ဖို့ရလိုပါမယ်။ဒါအပြင် crypto maker Binance ရဲ့ day one partner ဖြစ်တာဖြစ်တဲ့တခြားမလို့ကောက်သွင်းထားမယ်ဆိုလို့ရှိရင် Binance ပေါ်မှာတစ်သက်လုံး trading fee 30% discount ပေးရအောင်မှာဖြစ်ပါတယ်။ နောက်ထပ်သောအမှာကတော့ holder အတွက် BNB ကိုစံပတ်အနဲ့ mask take လို့ရမှာဖြစ်ပါတယ်။ Finance ရဲ့စံပတ်အံကိုသွားပြီးတော့ flexible ကမှမဟုတ် block မှာကိုစိတ်တိုင်းကြ stake ထားနိုင်ပါတယ်။ဒီနေရာမှာ flexible ဆိုတာကကိုယ်ငွေကိုဘယ်တော့မှစပြန်ထုတ်လို့ရတာဖြစ်ပြီးတော့ lock ကတော့ကိုရွေးထားတဲ့အချိန်ပမာဏအလိုက်တက်ထုတ်မရတဲ့ stake နည်းပဲဖြစ်ပါတယ်။ sign protocol ဆိုရပါလေ sign protocol ဆိုရလူတွေနဲ့ crypto app တွေကို blockchain ပေါ်မှာတစ်ခုတစ်ခုသက်တည်ပြနိုင်အောင်ကူညီပေးရတဲ့ကိစ္စတစ်ခုပါလူအစ်စ်ဖြစ်ကြောင်းသက်တည်ပြစင်နေဆိုလို့ရှင်သူကတော့မရရဲ ဥပမာအဲဒရတ်သမားတွေတော်တော်များများကပပ်တီသုံးပြီးတော့အဲဒရတ်ပိုးရအားလုံးတရရှိပါတယ်။ဒါဆိုလို့ရှိရင်ဆိုင်းပရိုတိုကိုကိုသုံးပြီးတော့တကယ်တေချာသုံးတဲ့သူတွေကိုပဲအဲဒရတ်အတွက်အတည်ပြုနိုင်မှာပါ။ AI မဟုတ်ပဲလူအစ်စ်ဖြစ်ကြောင်းကြားပေးနိုင်တာမျိုးပေါ့။ဒါက Web3 အတွက် Digital စင်ခိုင်တရားလို့ပါပဲ။အဓိကကတော့ Ethereum, BNB နဲ့ Bitcoin လိုမျိုး blockchain တွေမှာအလုပ်လုပ်ပါရယ်။ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင် Zine Protocol ကဘသူမဆိုတခုခုမှတ်ကန်ကြောင်းကို blockchain ပေါ်မှာမြင်မြန်ဆက်ဆံတဲ့ non-notable ဂျာခတ်လူမပါပဲတက်တည်ပြနိုင်ပါရယ်။ ူရဲ့အထက်ပတ်ဖက်ကတော့ airdrop တွေမှာ ticket eligible ဖြစ်တဲ့လူတွေကိုပဲစစ်ထုတ်ပြီးတော့ reward တွေပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ airdrop တွေကလည်းရတဲ့ reward တွေညှလာနိုင်ပါတယ်။ site token ကိုဘာထွက်တမ်းပြလို့ရလဲ site token က site protocol ရဲ့အဓိကသုံးရတဲ့ native token ဖြစ်တယ် site token ခိုင်ထားတဲ့သူတွေက project နောက်ထပ်ဘာတွေလုပ်တယ်လဲဆိုတာမျိုးကိုအကြံပေးခွင့်ရှိတယ်အဲ့ဒါအပြင် IT စစ်ဆေးရဲ့ service ကိုသုံးချင်တဲ့ဆိုလို့ရှိရင် site token နဲ့ရှင်းရပါတယ်ပြီးတော့ site protocol ကို dot အကွန်ကြီးရဲ့သုံးဆက်သူတွေကိုလည်း reward အနေနဲ့ sign တွေကိုပေးမှာဖြစ်ပါတယ် စားရဲ့တုတ်ကတ်နော်မဲစုစုပါထော်လမဲတုတ်ကတ်အရေးထက်က10 billion sign ဖြစ်ပြီးတော့ဘိုင်းယားဆိုတာ attractor က2%ဖြစ်တဲ့ sign ပေါင်း3000ကိုဖြန့်ပေးမှဖြစ်ပါတယ်။ Binance မှာစပီးရ trade လုပ်ရတဲ့ရက်ကတော့ April 28 2025မှာဖြစ်ပါတယ်။ဆိုတော့ site token ကနာမည်ကြီးလာမှာလား Binance Dapp တို့ Sequoia တို့ Cycadol လိုမျိုး Web3 ရဲ့နာမည်ကြီးတွေက sign protocol ကိုထောက်ခံပေးထားပါတယ်။ what 3 ma yong zi mu ne ko yi thaut thar le lu a me solution ye sign protocol ga ma shi ma phit ta khu phit la nai ma re ဒါပေမဲ့ crypto လောကကတရားရပိုင်းတို့ဘာမှကြိုပြောလို့မရလို့ကိုရန်တိချလေးလာပြီးမှပဲဒီ project မှာယင်းနှိမ့်နှံတဲ့မတဲ့ကိုစဉ်းစားဆုံးဖြစ်နိုင်ပါတယ်။ဒီလောက်ဆိုလို့ရှိရင်တော့ဒီတစ်ခါ Binance Holder Airdrop ကနေပြီးတော့ပေးထားတဲ့ site token အကြောင်းကိုတည်တဲ့တော့တော့တည်တော့လိုက်မယ်လို့ထင်ပါတယ်။အာ BNB လေးဝယ်တင်နေဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်။ဒီ video ရဲ့ description မှာလည်း link ကြီးချပေးထားမယ်ပေါ့နော်။ပြီးတော့ Binance ကဲ PME coin တွေကလေဒီလိုမျိုးပတ်စစ် income နဲ့ရှာလို့ရတာမဟုတ်ဘူး။ စပေါ့တိုမာဂျင်တို့ trading လုပ်တဲ့အချိန်မှာ Binance BNB သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အောင်မှာ discount ထပ်ရသေးတယ်။အဲ့ဒါက crypto maker ကုန်းနဲ့ဖွင့်ထားလို့20% discount ထပ်ရတာနဲ့မဆိုင်အောင်တော့သူတက်တက်ထပ်ရတာ။ဆိုတော့ပြောရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီ10%ထပ်ရတယ်။ဆိုတော့ပြောစင်တာက BNB holder တွေဆိုလို့ရှိရင် Binance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ program တွေအများကြီးရှိရယ်။အာပြီးတော့ဒီလိုမျိုးတက်တက်ရတက်တက်ကြောင်းတွေလည်းအများကြီးရှိရယ်ပေါ့နော်။ ကိုက triple သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားတဲ့သူဆိုလို့ရှိရင်ဒီလိုမျိုး finance ကဲ feature တွေကိုလိုက်ပြီးလေ့လာထားလို့ရတယ်။ဒီလိုမျိုး crypto တွေအကြောင်းကိုလေ့လာရတာစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ crypto maker channel တွေကို like and follow လုပ်ထားတာက နောက်တော့မရစေရဘူးလို့အမှတ်ခံပါရစေ။ crypto maker အားလုံးပဲနောက် video မှာပြန်တွေ့ကြပါဦး။